ျွန်တော်တို့တိရအစင်းမြင့်စိန်ရွှေသနာဆိုင်ကြီးရဲ့ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကဆိုရင်တော့ကျွန်တော်တို့တိရအစင်းမြင့်စိန်ရွှေသနာဆိုင်ကြီးရဲ့ရပောင်း90အတွင်းမှာငွေကျပ်3000ကန်ထူးခဲ့ကြတဲ့ကန်ထူးရှင်များကိုမြစ်တာတုံ့ပြန်ပြီးတော့မှအစုများပေးရချင်းမြင့်တဲ့အချိန်ဖြစ်ပါရယ်ခင်ဗျာအာတော့တိရရွှေဖိုင်မှာပေါ့နော်ဒီကန်ဖမ်းမဲ့ပြီးတော့ဒီချေဖို့ရှင်တွေကိုဂုံပြုပွဲတွေကိုတော့အနေဖုံးပေါ့နော်တစ်နှစ်မှာ၄ချိန်သို့မဟုတ်၃ချိန်အများကြီးစီစဉ်ပေးဖို့အများကြီး plan လုပ်ထားပါရယ်အဲဒီနှစ်မှာဆိုလို့ရှိရင်တော့၃ချိန်အတိအကျပေါ့ ပေါ့နော်လှုပ်ပေးဖြစ်သွားရဲ့ပြီးတော့အခုဒီလာမဲ့ကြံမှာဆိုလို့ရှိရင်လည်းတော်တော်ဒီကက်ဆက်မဲ့ပေးပွဲလေးထပ်ပြီးစီစဉ်ပေးဖို့ရှိပါတယ်။ဒါအပြင်သွားပေါ့နော်ဒီအကွင်းပြင်မှာဝယ်ယူအားပေးရဲ့ဒီကက်စတမာကြီးတွေအတွက်ဒီ online မှာဆိုလို့ရှိရင်တော့အားလိုက်ဖေးလောက်တိုင်းလိုက်လောက်တိုင်းမှာလဲဒီလိုမျိုးကက်ဆက်မဲလေးဖောက်ပေးရစီကင်မြင်းလောက်ပေးထားပါရှင်ဟုတ်ကဲ့စေဆုံမြေယာပြီးတော့ဆုံးပထမယုံကြည်စိတ်ချ ော့ဆက်ပြီးတော့ကမ်းမန်းတဲ့အချိန်မှာအရင်အန်အော်ပါရပေါ့နော်ဒါတိရာကနေပြီးတော့လုတ်ပေးရကန်ဆယ်မဲ့ပွဲဆိုတဲ့အချိန်မှာတနေ့တစ်ခေါက်အဲလုတ်ပေးရပွဲလို့တင်တာမဟုတ်ဘူးရရ90အတွင်းရက်တူအတွင်းလုတ်ပေးရဒါနောက်ထပ် plan တစ်ခုနဲ့လုတ်ပေးရကန်ဒူရှင်ရွေးချယ်ပွဲရဆိုတော့အော်တော်တော်လေးထူးဆန်းနေကန်ဆယ်မားရဲ့အတွက်လည်းတော်တော်လေးပြတ်ဖို့ပါတော့ကန်ဒူရှင်ရွေးတဲ့နေ့မှာလည်းထပ်ပါရပေါ့နော်ထပ်ကိုယ်တိုင်းကိုစိုးရင်းနဲ့ဒီလို live အဲရွေးချယ်ပေးခဲ့ရပြီးတော့ဒီနေ့မှာဆုချင်းနေတဲ့ပွဲမှာလည်းပါရပေါ့အဲ့တော့ရွေးချယ်တဲ့နေ့ရဲ့ဟိုကလည်းဒါချို့ဆိုလို့ရှိရင်တောက်တန်လေးကဝယ်သွားပြီးတော့ ။နောက်ဆက်နေမှာဝယ်သွားပြီ။ဒီတင်းကိုနေမှာပေါက်သွားတာ။အဲ့ဒီမန်းနေမှာပေါက်သွားအဲ့လိုအနည်းငယ်သုံးရက်အတွင်းပေါက်သွားရည်ရည်ရှိရပေါ့။သူတို့စားပျော်လိုက်တာကြာမယ်။သူတတိယဆူရရဲ့အမိုင်းဆိုလို့ရှိရင်သူကမအစီဝါကြက်ကြသူကသူတို့အေးစစ်စစ်မိသားစုလေးကပလတ်တာရောင်းနေမိသားစုလေး။သိတရာဆိုရက်အမောင်ကြီးပေါက်သွားရဲ့အချိန်မှာဘလတ်တောင်ပျော်လိုက်မလဲနော်။ဘဝတစ်ခုအိမ်မက်တဲ့အများကြီးထပ်ပြီးတော့ကောက်ထဖို့လို့ရတဲ့ဝေမောင်းတစ်ခုရရှိသွားတာဖြစ်တယ်လို့ဒါအားလို့ဆိုရင်အရင်ပြော။ပြီးတော့တယောက်ချင်းစီတိုင်းမှာအဲသိန်း90ဆူ၈ဆူ

လူတဲ့လည်းလဲရကြိုင်လား long ago is out လူသားတွေပြည့်ရှင်ဝဲပဲဒီနေ့ကျွန်တော်တို့တီတာစင်းနဲ့အာမဂန်စိန်ရှိသနာဆိုင်ကြီးရဲ့ရပောင်း90အတွင်းချက်သိမ်းပေါင်းတထောင်ကန်ထူးခဲ့ကြတဲ့ကန်ထူးရှင်များကို စုများပေးအချင်းနဲ့အခမ်းအနားအောင်မြင်စွာပြည့်မြောက်ချင်ပါချီးကျူး